လာမယ့်ရက်ပိုင်းအတွဲမှာလှိုင်းတရာပောင်းဝင်ရန်ကုန်မြို့ရဲ့နေရတတော်များများမြေပြိုမယ်လို့ခိုင်လုံတဲ့တည်င်းရှင်းမြစ်တွေရသေးရပါတယ်။နိုင်ငံပိုင်အင်အာဝရီတည်င်းစာရဲ့တရားဝင် ဖော်ပြချက်အရလှိုင်းတရာရွှေပြည်သားအနောက်ပိုင်းလာတာလမ်းမတော် ကြည်မြနိုင်တကုံစိတ်ကန်းနဲ့မြေနီကုန်းစတဲ့ရန်ကုန်တဝင်းမှာစားငယ်ရေးစိတ်ဝင်နေပြီ။လှုံထုံလုံနေမရှိရင်ရန်ကုန်ဟာဘန်ကောက်နဲ့ဂျကာတာမြေပြိုမှုလို့ကြီးမားတဲ့အန်ဒီယေမျိုးနဲ့ကြုံတွေ့ရနိုင်တယ်လို့ ကျွမ်းကျင်သူတွေကဆိုထားပါတယ်။ဒီလိုဖြစ်ရတာဘာကြောင့်လဲဆိုရင်တော့စက်မှုမြို့တော်ဖြစ်တည်ထားတဲ့ရှမ်းကုန်းမြို့ကြီးမှာ အတားအဆီးမဲ့မြေရောက်ရေထုတ်ယူမှုကြောင့်ပဲဖြစ်ပါတယ်။လူငါးတန်းကျော်နေထိုင်တဲ့ရှမ်းကုန်းမြို့မှာတွင်းရီတူးဖို့ချင်းကိုအလွန်ကျွံပြုတ်လောက်ကြပြီးအဲ့ဒီကျိုးဆက်ကြောင့်ပဲတရှိတဲ့မြေဟာတဖြည်းဖြည်းနှိမ်ဆင်းလာလို့နေပါတယ်။ရှမ်းကုန်းရဲ့မြို့နယ်စပယ်ရှေးပေးဝေးရေးစနစ်ဟာမြို့ရဲ့လူအချက်ကိုမဖြည့်ဆည်းနိုင်လို့ လှိုင်တရာရွှေပြည်သားကစက်မှုစုံတွေပါဝင် လူလက်တန်းစအိမ်အောင်စုတွေနဲ့အစ်မြက်ကွန်တိုရီဟာမြူနစ်စပယ်ကြီးကြပ်မှုမရှိပဲကိုပိုင်ဝီစီတွင်းနဲ့အပြိုင်ဆိုင်တူးနေကြပါတယ်။ဒါဟာတဘာဝကရှေးပြန်ဖြစ်တင်းပေးတာထံထုတ်ယူမှုကကျွလွန်သွားတဲ့အခါမှာရေချိုဖျားချစင်ပြီးကပ်ပလီပင်လေတဲ့ကစားငယ်ရည်တွင်ဟာကုံတွင်မိုင်းကိုတဖြည်းဖြည်းစိတ်ဝင်လာတာပဲဖြစ်ပါတယ်။ ဝင်းတာမရလိုလူချမ်းသာရက်ွက်တွေမှာလည်းရေတွင်းနဲ့ခန်းချောင်းတွေတလုံးလှိုင်တရာလာတာလမ်းမတော်ကြည်မြနိုင်စတဲ့နေရာတွေမှာစားငယ်ရေးစိတ်ဝင်နေပါတယ်။ရန်ကုန်မြို့ကန်60ရာခိုင်နှုန်းလောက်ကနေစဉ်ရေအတွက်မြေအောင်ရေကိုမှုခုံနေရပေမယ့်စီမံခန့်ခွဲမှုကင်းမဲ့နေတယ်လို့2020ပြည့်နှစ်စစ်တမ်းကဆိုပါတယ်။ရေရေသွေးကလည်းမြို့နယ်တစ်ခုနဲ့တစ်ခုမတူဘဲစီဝေးတဲ့ရေတန်ကြီးရင်ရေမဲတွေထိဖြစ်ပေါ်နေလို့ ဒေတာခန်နေဟောင်းရေတန့်ဝယ်ရတာကံရီဝယ်ရတာတွေကြုံနေရပါတယ်။မြင်းနီကုန်းမာတော်2022ခုနှစ်စစ်တမ်းအရမြောက်ရှိအလွန်ကျွန်းထုတ်ယူမှုကြောင့်အဆောင်နေစင်းတာနဲ့မြင်းမျက်နှာပြင်ကြာစင်းတာတိတိတတ်တာဖြစ်နေတယ်လို့မှတ်တမ်းတင်ထားပါတယ်။ဒီပြဿနာရဲ့အရင်းခံကတော့မြန်မာနိုင်ငံမှာခင်မိတဲ့မြေအောင်ရိပ်ဥပဒေမရှိတာပဲဖြစ်ပါတယ်။ ဗြိတိရှကိုလိုနီခေတ်ဥပဒေရှိခဲ့ပေမယ့်1980ပြည့်နှစ်တွေနောက်ပိုင်းမှာအတုံးမပြုတ်ပဲပျောက်ကွယ်သွားခဲ့ပါတယ်။အဲဒီနောက်မှာလေလာဆောင်ကြည်ရနဲ့သူတွေတနာတွေပါရှက်ဆိုင်သွားခဲ့လို့လွန်ခဲ့တဲ့9နှစ်အတွင်းအလေးနက်လေလာမှုရှိပါမလားလို့စံတရားရှိတယ်လို့ကျွမ်းကျင်သူတွေကစိုးရိမ်နေကြပါတယ်။ဒါနဲ့မကဘဲရေရေသွေးကြဆင်းအောင် ရေရင်းနေခန့်ချောက်တာပြင်အစိုးဆုံးအနေနဲ့မြေကျွန်းကျမှုတွေထိဖြစ်လာနိုင်တယ်လို့ဝိုင်းရင်ရေပညာရှင်ဦးမြင့်သိန်းကအတိအကျပြောဆိုထားပါတယ်။ပြည်သက်ကြီးတို့လည်းဒီလိုအရေးကြီးတဲ့မြေပြိုမှုကြီးအကြောင်းကို လူတိုင်းသိနိုင်အောင်ဗီဒီယိုလေးကိုဝိုင်းရှယ်ခဲ့ကြပါဦးနော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။